မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ26ရက်နေ့မနက်ပိုင်းကရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဒဂေါင်စရင်ကောက်ယူမှုကိုပူးပေါင်းဆောင်ရွက်နေတဲ့ကြမ်းဖို့ရုံးကိုဘုံခွဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့ည9:00နာရီကမှမြောက်ကလာပမြို့နယ်ခေမာတီလမ်းမပေါ်မှာရှိတဲ့မြောက်ကလာပမြို့နယ်ကြမ်းဖို့ရုံးကို အဝေးထိပ်မှိုင်းနှလုံးကိုအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ထိခိုက်မှုရှိပြီးတော့အခြေအနေအသေးစိတ်ကိုတော့ထပ်မံစုံစမ်းလျက်ရှိတယ်လို့သိရပါဗျ။သကောင်စီရဲ့ကောက်ဖို့စ조사နေတဲ့သူတွေကိုအခုထက်ပုံပြီးတော့တိုက်ခိုက်သွားမယ်လို့သတင်းစကားပါကြင်ပါတယ်လို့ရန်ကုန်မြို့ပြ UG အဖွဲ့တခုကတာဝန်ရှိသူတဦးကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပြီးစစ်ကောင်စီအလို့ကြ၎င်းစီးရင်ကောက်ရန်ကူညီပေးနေတဲ့စစ်တပ်နဲ့အပေါင်းပါများကို ဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းစာလင်းကြီးမြို့ကိုရိတ်ခါပို့ပြီးတော့မုံရွာကိုချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့စစ်တင်းမောနှစ်စီးကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့မွန်လွယ်တနာရီ30မိနစ်ခန့်မှာမုံရွာမြို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့လက်နက်ခဲယမ်းရိတ်ခါများ စားလင်းကြီးမြို့ကိုတွားရောက်ပို့ဆောင်ပြီးတဲ့နောက်မုံရွာမြို့ကိုပြန်လာတဲ့အချိန်ချင်းရွှေမြေကျောင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်း၄တပ်ခွဲ၄ Five Teachers People Defense Force Fight for Freedom F3 နဲ့ Chimney Defense Force CDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ MNDAA တိမ့်ပိုက်ထိန်းချုပ်ထားတဲ့လာရှိုးမြို့ကိုပြန်လည်ထိုးစစ်ဆင်ရန်အတွက်စစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းကနေတဆင်းမိုင်းရဲနဲ့တန့်ရန်ကိုအင်အားအများပြားပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကပိတ်စစ်ကားတွေအများကြီးပဲမိုင်းရဲနဲ့တန့်ရန်ဘက်ကိုနေတိုင်းသွားနေတယ်။လာရှိုးကိုပြန်တိုက်ဖို့လုပ်နေတာလို့ကြေးသီးမြို့ကန်တူကပြောပါရတယ်။စစ်ကောင်စီဟာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးပင်လုံး လွိုင်းလင်းလဲချာကျေးသီးမိုင်းရဲလန်းနဲ့ကျေးသီးမိုင်းကင်နမ်လန်မိုင်းရဲလန်းတို့ကိုတုံးပြီးတော့ကားများနဲ့မြေပြင်အင်အားတွေတိုးချဲ့နေခြင်းဖြစ်တယ်လို့ဒေသကများကပြောဆိုထားပါတယ်အခုလိုမျိုးအင်အားတိုးချဲ့နေတာဟာလာရှုရမခကြပြီးတော့ ရက်အနည်းငယ်ကဖြစ်တော်လဲစစ်ကောင်စီဟာရှမ်းမြောက်မှာဆုံးရှုံးထားတဲ့နေမြေများကိုစစ်ကြောင်းထိုးတိုက်ခိုက်ခြင်းမရှိဘဲလေကြောင်းကနေတာဘုံတွေကျဲချနေခြင်းဖြစ်တယ်လို့သိရပါဗျ။ MNDAA ကပြီးခဲ့တဲ့ဩဂတ်စ်လ၂ရက်နေ့မှာရမခအပဝဲလာရှိုမြို့ကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့မြို့များကိုတင့်တော်တယ်လို့တုံ့ပြန်မယ်လို့အာနာသိန်းစစ်ခေါင်းဆောင်ကကြုံဝါထားပါတယ် အဲ့ဒီနောက်မှာတော့လာရှုမျိုးအပါဝဲ၎င်းတို့လက်လွတ်ထားရတဲ့မျိုးများကိုလေချောင်းကနေဘုံကျဲနေတယ်လို့သိရပါတယ်အထူးသဖြင့်လာရှုမျိုးကိုဩဂတ်စ်လကုန်ပိုင်းကနေပြီးတော့စက်တင်ဘာလကုန်ပိုင်းအထိဘုံ9ကြိမ်ကျဲခဲ့တဲ့အတွက်ဒေသခံပြည်သူ3ဦးသေဆုံးပြီး38ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDAA ကထုတ်ပြန်ထားပါတယ်လာရှုမျိုးရောရမခရောကပြန်ရာရေးအတွက်စစ်ကောင်စီအတွက်ကအရေးပါနေတယ်ဒါကြောင့်တိုင်းမှုအသစ်ကတော်တော်လေးကိုအဲ့ဒီအပေါ်မှာအားဆိုင်နေတယ် တီဘောတောင်မှထပ်ပြီးတော့လက်လွတ်ရမယ့်အခြေအနေမှာစစ်ကောင်စီအတွက်မလွယ်ပါဘူးလို့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလှိလာသူတအုပ်ကတုံ့တက်ပြောကြားထားပါတယ်။တီဘောမျိုးပြင်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ903နဲ့ခမရ904ကို TNL ကစက်တဘာလ28ရက်နေ့မှာတင်ပိုင်နိုင်ခဲ့ပြီးတော့တီဘောမှာစစ်ကောင်စီတပ်ဘက်က ခလာရနတ်ဆတ်တုံးတရင်သာကြံရှိတော့တယ်လို့အဲ့ဒီပုံကူကပြောဆိုထားပါတယ် MND ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကိုတင်းယူသွားပြီးတဲ့နောက်စစ်ကောင်စီကရမခကိုမိုင်းရဲ့ဗျူဟာမှာအစားထိုးပြီးတော့ဖွင့်လှစ်ကအင်အားတိုးနေခြင်းဖြစ်တယ်လို့သိရပါတယ် MND ကမန္တလေးနဲ့တောင်ကြီးကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအားလုံးဝပြုလုပ်မှာမဟုတ်ဘဲမိမိကိုယ်ကိုခုခံကာကွယ်မှုကိုဆက်လက်ကင်ဆွဲသွားမှာဖြစ်ကြောင်းနဲ့တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုကြားဝင်စိစက်ဖြည့်ရှင်းပေးပါရန်အထူးမြတ်တာရက်ခံကြောင်းစက်တင်ဘာလ17ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်ဒါအပြင် ြင်ထိုးစစ်များလဲလာရှုံမြို့တိမ်းပြီးကလေးကရက်တန့်ထားတယ်လို့သိရပါတယ်။ဒါကြောင့်မြေပြင်ကအင်အားတိုးနေတဲ့စစ်ကောင်စီတပ်များကို MNDAA က၎င်းရဲ့ဂတိအတိုင်းမတိုက်ခိုက်ခြင်းဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစီရေးလေးလာတုံးတက်သူကပြောဆိုထားပါတယ်စစ်ကောင်စီကတော့ MNDAA အပါအဝင်တော်လိုင်းအဖွဲ့များအားလုံးကိုလက်နက်ကင်လမ်းစဉ်ကိုစွန့်လွတ်ပြီးတော့ပါတီထောင်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ကြရန်စက်တင်ဘာလ26ရက်နေ့မှာကြေညာခဲ့တယ်လို့သိရပါဗျ။သို့တော်လည်းအခုလိုကြေညာပြီးတဲ့နိုင်ပိုင်းအတွင်းမှာပဲလာရှုံမြို့ကိုစစ်ကောင်စီကဘုံထက်ကျဲခဲ့တဲ့အတွက်ပြည်သူ9ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လုပ်ရမများဟာငြိမ်းချမ်းရေးစူးစမ်းမှုများကိုအတားအဆီးဖြစ်စေတယ်လို့ MNDAA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်မုံရွာ6ဦးလမ်းပေါ်မှာ မိုင်းရှင်းရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့စစ်ကြေးကောက်နေတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ28ရက်နေ့မနက်9:40မိနစ်အချိန်မှာ6ဦးမြို့နယ်နက်ရီကန်စစ်တပ်ဂိတ်ကရေပိုးစားဘက်ကိုမိုင်းရှင်းရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအစင်သည့်ပြင်ထားတဲ့မိုင်းပွိုင်အနည်းကိုရောက်ရှိလာတဲ့အတွက်ပရိသတ်မိုင်း၄လုံးနဲ့ဖောက်ခွဲတက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲပြီးနိုင်ဝဲလောက်နေတော့နိုင်ရံဂိတ်ကနေကားနဲ့လာခေါ်သွားတယ်။ဒဏ်ရာရတဲ့သူတွေရောကြံတဲ့သူတွေရောအကုန်ပြန်ခေါ်သွားတာ ပေတာတော့မကြားမိသေးဘူးလက်နဲ့ငေတွေနဲ့ရန်တပ်ပြစ်ခတ်တာတွေရှိပေမဲ့ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ People's Defense Force South Mongolia တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိတဲ့ဒေါင်ကာယန်ကပြောကြားထားပါတယ်ပြီးခဲ့တဲ့စက်တမာလ16ရက်နေ့ကလည်း6ဦးမျိုးနဲ့ငရှင်ကြွားကြားမှာတန်လွင်မြန်မာစီဆိုင်ရှိမှာ လမ်းသွားလမ်းလာပြည်သူများရဲ့ကားများကိုတားဆီးပြီးတော့စက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားများကို short တိုက်ဓုံးလက်နက်ကြီးများနဲ့နှက်ဆက်လေးလုံးပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ် short တိုက်ဓုံးနှက်ဆက်လေးလုံးနဲ့ပြစ်ခတ်တာသူတို့က6ဦးမျိုးအထွတ်နဲ့စစ်ခွေးဂိတ်ကြားထဲမှာဆိုတော့ အနည်းကသွားကြည့်လို့ကမရခဲ့ဘူးအဲ့တော့ထိခိုက်မှုရှိမရှိနဲ့ပြင်ပနေရာထိရောက်မှုရှိမရှိကမသိခဲ့ရဘူးတေချာတာကတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့ People Defense Force စောက်မုံရတပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိတဲ့ဒေါင်ကာယန်ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုများကိုမုံရခဲအမတ်ဆက်တဲ့တရင် People Defense Force စောက်မုံရຫນွေဦးလူငယ် People Defense Force တော်သားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းမှု Local Defense Force Pentagram နဲ့မြန်မာ Islam အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့အရှိပြင်ရက်ကွက်မှာရှိတဲ့လူနေအိမ်များကိုမင်းတပ်မြို့ပေါ်မှာတပ်ဆွဲထားကြရတယ်။ခလာရနှစ်ခွန်လေးတက်ရင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကမီးရှို့ဖျက်ဆီးမှုကြောင့်စက်တဘာလ26ရက်နေ့ကလူနေအိမ်၁၀လုံးကျော်မီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလူနေအိမ်တွေကိုစစ်ကောင်စီကမီးရှို့ခဲ့လို့မီးငြိမ်းမှုမြို့တွေကကြံတဲ့သူတွေကစ조사ခဲ့ပေမဲ့ ငင်းခွင့်မပေးတဲ့အပြင်အိမ်အပြင်ကိုလည်းမထွက်ခိုင်းမဲနဲ့တနက်တွေနဲ့ရန်တမ်းပစ်ဖောက်ပြီးတော့ချိန်ချောက်နေတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်တဘာလ26ရက်နေ့ညနေပိုင်းအချိန်မှာမင်းတပ်မျိုးရဲစခန်းခေါ်နူးရိတ်တာလမ်းက ကြော့တော်ရွာဘက်ကိုသွားတဲ့လမ်းဆောင်မှာရှိတဲ့လူနေအိမ်၃လုံးကိုလည်းထပ်မံမီးရှို့ခဲ့ရမှာဒေသခံရဲနှအုပ်ရဲ့နေအိမ်တွေလည်းပါသွားတယ်လို့သိရပါတယ်။မင်းတပ်မြို့နေပြည်သူတွေနဲ့နှိဆက်သူတို့ကလူနေအိမ်ကတော့၁၀လုံးကျော်တယ်လို့ပြောကြတယ်။ကြော့တော်ချေးရွာသွားတဲ့လမ်းဆောင်ဘက်ရဲ့မနေ့ကရှို့တာကနမ်ထားရက်ကွက်ဘက်ရဲ့နှစ်နေရာပေါ့ကြော့တော်လမ်းခွင်းနားမှာရဲတွေရဲ့အိမ်တွေလည်းပါသွားတယ်လို့ပြောကြတယ်။ဘသူရဲ့အိမ်လဲတော့တေချာမသိဘူးလို့ပြောဆိုထားပါတယ်။စက်တမလာ26ရက်နေ့အရှိပြင်းနမ်ထားရက်ကွက်ဘက်မှာရှိတဲ့လူနေအိမ်တွေကိုစစ်ကောင်စီကမီးရှို့တာနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဒေသခံတို့က အဲ့ဒီရက်ွက်တွေဘက်မှာကအိမ်တွေကပူပူကက်ကက်လေးတွေတိန်နဲ့တိန်လဲအရန်နီးတယ်ဝကက်အိမ်တွေများတယ်လို့ဆက်လက်ပြောဆိုထားပါတယ်မင်းတပ်မျိုးဘက်မှာတက်ဆွဲထားကြရတယ်ခလာရနှစ်ခွန်လေးတရင်မှာရှိတယ်စစ်ကောင်စီများရဲ့မီးရှို့မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်မင်းတပ်မျိုးနဲ့အနီးတဝိုက်မှာစက်တမာလာအတွင်းမှာ28ရက်နေ့အထိကိုအိမ်ကျိန်စုစုပေါင်း30ဝန်းကျင်အထိကိုပြည်စည်းဆုံးရှုံးမှုတွေရှိလာပြီလို့သိရပါတယ်အနီးဝိုင်းပြထားတဲ့နေရာဟာခေါနုရိတ်တာတောင်ဘက်ချမ်းမှာရှိတဲ့လောင်ကျွမ်းသွားတဲ့ပြည်သူတွေရဲ့နေအိမ်များဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်းပလူမျိုးနဲ့မှန်နေပင်ရွာကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့စစ်ကောင်စီအုပ်စုက drone နဲ့ဘုံတိချတပ်ဖြတ်ခဲ့လို့အသက်9နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင်ဒေသခံ၄ဦးတိရစုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ကမ်းပလူနဲ့ရွှေဘုံမြေကြီးနားလမ်းဇပင်နန်းသာကြီးရွာထိပ်မှာဂိတ်ပွင့်ထားတဲ့စစ်ကောင်စီအုပ်စုကစက်တင်ဘာလ28ရက်နေ့မနက်7:00နာရီမှာမှန်နေပင်ကြီးရွာကိုဒရုန်းနဲ့ဘုံတိချပြီးတော့တပ်ဖြတ်ခဲ့တယ်လို့ဆိုပါရတယ်။ ်စပယ်နန်းတာရွာစစ်ကောင်စီအုပ်စုအထိုင်ဂိတ်စခန်းကနေပြီးတော့ drone နဲ့ဘုံဒီကျဲချတာရွာထဲကျပြီးတော့အသက်မပြည့်သေးတဲ့ငါးနှစ်ကလေးအပါဝင်ပြည်သူ၄ဦးတေဆုံးခဲ့ပါတယ်မနေ့ကလည်း drone နဲ့ဘုံဒီချလို့အမျိုးသမီးတအုပ်နဲ့အမျိုးသားတအုပ်တေဆုံးခဲ့ပါသေးတယ်ဗျ စစ်ကြောင်းနဲ့တိုးတဲ့အမျိုးသမီးတို့လည်းတပ်ဖြတ်ခံလိုက်ရပါတယ်လို့ကျွန်းလာကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကန့်ဘလူခရိုင်ကပြောကြားထားပါတယ်။စပယ်နန့်တာလမ်းဆောင်ဂိတ်မှာရှိတဲ့စစ်ကောင်စီအုပ်စုကမှန်နေပြင်ရွာတွေကိုတိုက်ပွဲမရှိဘဲနဲ့အကြောင်းမဲ့ drone နဲ့ဘုံဒီနှလုံးကျဲချပြီးတော့တိုက်ခိုက်တပ်ဖြတ်ခဲ့တာကြောင့်အသက်၅နှစ်အရွယ်မဖူးဝေညီအမရင်းဖြစ်တဲ့မအီအီခိုင်35နှစ်နဲ့မအီအီနိုင်25နှစ်အသက်50အရွယ်ဒေါ်လော်တို့တေဆုံးခဲ့တာလို့ ကျွန်းလာကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကသတင်းထုတ်ပြန်ထားပါရယ်စက်တဘာလ28ရက်နေ့မနက်ပိုင်းမှာလဲကမ်ဘလူနဲ့စပယ်နန်းသာချေးရွာဂိတ်ကထွက်လာတဲ့စေကောင်းစီအုပ်စုနဲ့ပြူစောထီတွေဟာလမ်းမှာတွေ့တဲ့အမျိုးသမီးတအုပ်ကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့တနတ်နဲ့တိတ်ပြီးပြစ်ခတ်ကတပ်ဖြတ်ခဲ့တယ်လို့နေ့လယ်ပိုင်းမှာအဲ့ဒီလမ်းပိုင်းပေါ်မှာရှိတဲ့ရေရှင်ကြီးရွာကို drone နဲ့ပုံသီးချပြီးတပ်ဖြတ်ခဲ့လို့ခရီးသွားပြည်သူအမျိုးသားတအုပ်တေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကမ်ဘလူနယ်အောင်တိုင်းလေကြီးရွာကိုလည်း နေ့ကနေ့လယ်ပိုင်းမှာစစ်ကောင်စီအုပ်စုက drone နဲ့ဘုံတိချတိုက်ခိုက်တပ်ဖြတ်ခဲ့လို့အသက်50ကျော်အရွယ်ဒေါ်ရွှေစိုးသူအမျိုးသမီးတေဆုံးခဲ့တယ်လို့သိရပါဗျ။ကံမလူနေတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေကစက်တမလာ28ရက်နေ့နဲ့28ရက်နေ့နှစ်ရက်ဆက်တိုက်ဂျေးရွာတွေကို drone နဲ့ဘုံတိချတိုက်ခိုက်တပ်ဖြတ်ခဲ့လို့အသက်9နှစ်အရွယ်ကလင်းငယ်တအုပ်အပါအဝင်စုစုပေါင်းပြည်သူ6ဦးတေဆုံးပြီး9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကံမလူနေထဲမှာစစ်ကောင်စီအုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတာ drone နဲ့ဘုံတိချတိုက်ခိုက်တာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးမှုရှိပြီးထောင်တောင်းချီတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရကစားတောက်နေထိုင်ရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့မှာရဲစခန်းကရဲတပ်သားတအူလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ဂုံပြူစုငွေများချိမြဲပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ26ရက်နေ့ည2:30မိနစ်ခန့်မှာစာလင်ကြီးမြို့မှာရဲစခန်းကရဲတပ်သားမောင်ထူးကောင်းဆက်ခေါ်ထူးကြီးဟာ G3 တနက်တလက်7.62 G 15တော့ G ပေါက်တစ်ခု ဓားတစ်ချောင်းတို့ကိုယူဆောင်လာပြီးတော့ရင်းမာပင်ခရိုင်တိုင်ရင်း၁၆တက်ခွဲလေးစလင်းကြီး Revolution Eagles SRE အဖွဲ့ထမ်းမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးလက်နေနဲ့တကွာအလင်းဝင်ရောက်ခဲ့တယ်ရဲတပ်သားမောင်ထူးကောင်းဆက်ခေါ်ထူးကြီးကိုဂုံပြုစုငွေများချိမြေပေးခဲ့ပြီးတော့ရဲတပ်သားမောင်ထူးကောင်းဆက်ခေါ်ထူးကြီးရဲ့ဘဝရှိရေးအတွက်အဆင်ပြေစေရန်လေထိုင်ရေးအလုပ်ကံရရှိရေးနဲ့လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ